2019ခုနှစ်ဩဂုတ်လ23ရက်နေ့ကရသေးထောင်မြို့နယ်တွတ်တော်ကိုစလေဒေါခင်စောဝေရဲ့အဆိုမှာအချက်6ချက်ပါတင်ပြချက်ကိုနိုင်ငံတော်အစိုးရမှအမြန်ဆုံးအကောင့်ထဲပေါ်ဆောင်ရွက်တင်မှာကြောင်းထောက်ခံဆွေးနွေးသွားပါတယ်ပရမဥစွာမင်းကြီးမဲဆန္ဒနဲ့မှဥမ္မောင်မြင့်အားဆွေးနွေးဖိတ်ခေါ်ပါတယ်အားလုံးမင်္ဂလာပါကျွန်တော်မင်းကြီးမဲဆန္ဒနဲ့မှဥမ္မောင်မြင့်ဖြစ်ပြီးပေါ်ပွဲတိုးစွန်းပြုပါတဲ့တင်ပြပါတယ်ကျွန်တော်အနေနဲ့ဒေါခင်စောဝေတင်သွင်းတဲ့အဆိုကိုထောက်ခံဆွေးနွေးသွားမှာဖြစ်ပါတယ် 首嘛，就看隧道哦，平岸里的汽车在不漏，一两天内公交开的是吧？这里边把一铁路建到表路了吧？那因为就看隧道嘛，到 <noise>，当然的，在南江呢，平岸里的南江，平南的天里也西巴的，第一第二个进入二百路米了吧？可是边，为了毛料呢，就地劳动嘛，平岸里路易也没坐地铁的吧？平南的天里，俺们主要买，马塘桥这边的路易，第一是东南西巴的，要么呢，俺们主要买在东桥东的这边的嘛，路易，俺在东南西巴的。 ျွန်တော်နိုင်ငံရဲ့လေမှုတုံးနဲ့ကျဲတဲ့နိုင်ငံကဒူးရီသုံးသရှိသူ spill over effect ကသူတို့စီကဘင်္ဂါလီတွေကျွန်တော်နိုင်ငံကိုစိတ်မင်းပြန့်နှံ့တာတဘာဝတရားကြီးကမထူးဆန်းပါဘူးဒါဆိုရင်အဲ့ဒီနိုင်ငံကအိန္ဒိယဘက်ကိုဘာကြောင့်မစိတ်ဝင်တာလဲလို့မေးစရာရှိပါတယ်ဒါကတော့သူတို့နိုင်ငံအကြမ်းမှာခြံစည်းရိုးကိုအပြီးကာထားပြီးတော့မှအိန္ဒိယဘက်ကတည်ရင်300ကျော်နဲ့ဆွန့်ရထားပါတယ်ခိုးဝင်လာရင် shoot to kill ပါပဲတောင်ဘက်မှာဘင်္ဂလားပင်လယ်ော်ရှိတော့ရာယူသူကောင်းတဲ့ချိန်တွေမှာ both tibet အနေနဲ့ thai malaysia တို့ကိုရွက်လှင်တာလေအလုံးအတိပါပဲ ဒါကြောင့်မို့လို့ကြံတဲ့ဘက်တွေကိုစိတ်ဝင်မရဘူးဆိုတော့အားနည်းတဲ့ဘက်ကိုရှာမှာပါပဲဒီနေရာမှာယော်ကြီးတဲ့ခြံစည်းရိုးပြည်သေးတဲ့ခြံစည်းရိုးဘလုံးဂျုံနဲ့အဆောက်အချုပ်တွေရှိတဲ့မြန်မာနိုင်ငံကိုခိုးဝင်တာလုံးဝမထူဆန်းပါဘူးပြီးခဲ့တဲ့အဆိုအား20မှာကျွန်တော်တို့ဒေသခြံစည်းရိုးကံမှုလုပ်ခဲ့ပါတယ်အပြစ်မတတ်နိုင်သေးပါဘူးမိုင်လေးတော့ကျွန်တော်တို့သိရပါတယ်ဒါကအများဆုံးအပြစ်သက်ကံရဖို့လိုပါတယ်အဲ့ဒီခြံစည်းရိုးကိုအယိုးနဲ့ထိုးရမယ်ဆိုတဲ့အထိတော့ပြန်စားမပြောလို့ပါဘူးလို့တော့လည်းကျွန်တော်တင်ပြချင်တာကအဆိုအားမှာဘတ်ဂျက်မရှိရင်ခွင့်လာပြုလိုက်ပါနိုင်ငံချစ်တဲ့လူတွေကတစ်နှစ်အတွင်းပြီးအောင်ကာနိုင်တယ်ဆိုတာကျွန်တော်တင်ပြလို့ပါတယ် ်ချန်စီယိုဆိုတာကာယုံနဲ့မရပါဘူးချန်စီယိုတစ်လျှောက်မှာလုံလုံချုံချုံနဲ့လုံချုံရေးရှိဖို့လိုပါတယ်ချန်စီယိုတစ်လျှောက်မှာ line of congregation ကောင်းအောင်ညာဘက်မှန်ပြီးရအောင်ဆောင်ရွက်ဖို့လိုပါတယ်ဆိုတာပြင်ပြလိုပါတယ်ဒုတိယတစ်ချက်ကတော့ရောက်ရှိပြီးတဲ့ဘင်္ဂါလီတွေစီလုတ်ဝါလုံနဲ့လူကြီးပေါက်ခွားနေတဲ့ကိစ္စကိုထိန်းသိမ်းမှုဖြစ်ပါတယ်ရုပ်သောဥပဒေကိုပထမကျင်ပြည်သူလွတ်တော်မှာတင်ပြခဲ့ပြီးတည်ပြခဲ့ပြီးဖြစ်ပါတယ်အဲ့ဒီဥပဒေတွေကိုဒီဥပဒေထုတ်ပြန်မှုနဲ့လက်သွေ့ကျင့်သုံးဖို့လိုနေပါတယ်သူသဖြင့်လူကြီးတိုးပွားမှုထိန်းသိမ်းခြင်းဆိုင်ရာကျမ်းမာရေးဆိုချမှုဥပဒေကို ရခိုင်ဒေသမှာလက်တွေ့အကောင့်ထဲပေါ်ဖို့အမှုသဘင်လိုအပ်နေပါတယ်ဒီဥပဒေကိုမကျင့်သုံးဘဲနဲ့ဒီတိုင်းလွှတ်ထားရင်တော့ကျွန်တော်တို့ကရခိုင်ပြည်နယ်ကိုလူကြီးစမ်းတာပေါက်ဖွားနေတဲ့ဘင်္ဂါလီလက်ထက်ကိုထိုးရအောင်လည်းကြိမ်ဖြစ်နေပါပြီတတိယချက်ကတော့ rule of law ပါရခိုင်ဒေသမှာ rule of law ဟာ partially ပြတ်နေပြီလို့ကျွန်တော်ပြောချင်ပါတယ်လက်နဲ့ပါတဲ့လူကြုံရေးတပ်ဖွဲ့ပင်30လောက်ကိုရွာသား6လောက်ကဝိုင်းနေဆိုတာ rule of law ပြတ်ခြင်းရဲ့တရားဥပဒေဖြစ်ပါတယ်ဘင်္ဂါလီတဲ့စစ်စစ်တားဟာလူကြုံရေးတပ်ဖွဲ့ဝင်တွေကိုတီမတင်တော့ဘူးဆိုတာကိုလည်းပြသနေတာပဲဖြစ်ပါတယ် ဒီလိုဖြစ်ရတဲ့ root cause ကတော့သူတို့ကိုနောက်ကွယ်ရနေပြီးတော့မှပံပိုးချိုးကန်နေတဲ့နိုင်ငံတကာကွန်ရက်တွေရှိနေလို့ဖြစ်ပါတယ်။ဘင်္ဂါလီတွေကမွတ်စလင်ဘာသာဝင်ဖြစ်တာအပြစ်မဟုတ်ပါဘူး။ဒါပေမဲ့ host country ရဲ့တည်ဆဲဥတွေကိုမလိုက်နာတာအပြစ်ဖြစ်ပါတယ်။ဒီကိစ္စတွေမှာလူညုံရေးတပ်ဖွဲ့ဝင်တွေအတွက်ကင်တွေရဲ့ခက်ခဲတာကိုကိုကျင်းစားပါတယ်။ဘင်္ဂါလီတွေကရန်သူတက်ခိုက်လို့ပြစ်ခတ်မယ်၊တည်ဆုံမယ်ဆိုရင်တကဘာလုံးကရှိတဲ့သူတို့ဘာသာဝင်တွေကဝိုင်းအော်ကြမှာပါ။ဂျီနိုဆိုက်လုပ်နေပြီး ethnic cleansing လုပ်နေပြီးစသည်အပြင်ရေးကြမှာပါ။ဒါကြောင့်လူညုံရေးတပ်ဖွဲ့ဝင်တွေသတိထားလို့ဆောင်ဖို့လိုပါတယ်။ သုတ္တအချက်ကတော့ဒင်္ဂါလီယွာတွေကိုဥချွေရဖွဲ့တွေကအများသောအားဖြင့်တွားလို့မရပါဘူးမြို့နယ်ဥချွေလူချွေတပ်ဖွဲ့တွေနဲ့ဆက်ဆက်လုကန်တဲ့ဒေသခံဘင်္ဂါလီဥချွေတာဝန်ရှိသူတွေကိုသူတို့အချင်းချင်း30လောက်ထိတပ်ဖြတ်ပြစ်ကြပါတယ်ဒါဒီကြောင့်ဘင်္ဂါလီယွာတွေကဥပဒေမဲ့တဲ့နေရာတွေဖြစ်လာတယ်သူတို့ချင်းတပ်ဖြတ်လို့ဘယ်တခါတော့ပေါ်ထုတ်လို့ရဘူးပါလဲတက်ခံရတဲ့မိသားစုပင်လည်းတတ်သူကိုတိလျက်နဲ့သူတို့ရဲ့ရှေ့ရည်အတွက်ရင်ကုန်နှုတ်ပိတ်နေကြတော့ဘယ်မှလဲတရားဥပဒေစုံမေးဘယ်မှလဲလူခွေလို့ကျွန်တော်မေးချင်ပါတယ် ဒါကြောင့်ဘင်္ဂါလီယူပါတွေကိုအုပ်ချုပ်ရေးအန္တရာယ်တက်ရအောင်ဆောင်ရွက်ဖို့အတွက်လိုပါတယ်ကျွန်တော်ကြီးဆောင်ရွက်လို့ရှိရင်သူတို့ရဲ့ထွန်ချောက်တဲ့ကိုဝင်ရမှာဝင်သွားမှာစိုးရပါတယ်ဒါကြောင့် NGO တွေမီဒီယာတွေ UN အဖွဲ့အစည်းတွေကိုဒီနေရာမှာတုံ့နိုင်ပါတယ်ရွာတွေမှာအလုံးပိတ်ချန်စီယိုတွေကိုရှင်းလင်းအခြေဆက်တကားတွေကိုပိတ်အိမ်လိုက်လူကြီးစီရင်တဲ့တူကြီး6လောက်တွင်ရထားတဲ့ဓာတ်ပုံတွေကပ်လူကြီးစီစဉ်မှုတွေကိုမပြတ်လုပ်ဖို့လိုပါတယ်လို့တင်ပြလိုပါတယ်အဆက်ထက်ပဲ1982ခုနှစ်နိုင်ငံသားဥပဒေကိုကျင့်သုံးမှုလိုပါတယ်ယခုချိန်ထိအဲ့ဒီဥပဒေနဲ့စီစဉ်ပြီးတာ2000ကျော်ပဲရှိသေးတယ်လို့သိရပါတယ် ဒီဥရိနဲ့စစ်သက်တာကိုလက်မခံရင်ရွာမှာထားစရာမလိုပဲနဲ့တိကျစကန်းဖွင့်ပြီးတော့မှလုံခြုံရေးအဆောင်ရှောင်နဲ့ထားမယ်ကိစ္စပါနိုင်ငံတကာ practice ကလည်းဒီတိုင်းပဲဖြစ်ပါတယ်ပြည်စမအချက်ကတော့တိုင်းရင်းသားတွေကိုစောင့်ရှောက်တယ်ဆိုတာပြဿနာဖြစ်မှစောင့်ရှောက်တယ်မဟုတ်ဖက်နဲ့ sustainable support ဖြစ်ရပါမယ်ယခုခါမှာတိုင်းရင်းသားတွေတိုးတက်လို့အသက်ခံရတယ်ဆိုတာဘင်္ဂါလီတွေမှာရွေးချယ်သုံးခုရှိနေပါတယ်နံပါတ်၁ကတော့မေယူတောင်ကျောကိုလွတ်မြောက်နိုင်ပြီလှုပ်ချင်တယ်ဒီတော့တိုင်းရင်းသားတွေမလာရဲအောင်တတ်ပြတယ်အဲဒီလွတ်မြောက်နိုင်မှာတင်နန်းကျောင်းတွေစခန်းတွေတိစောက်ချင်တာပါလူတွေလုံနေပါတယ် နမနိကတော့တိုင်းရင်းသားတွေကမနေရတော့မနေစုတ်ခတ်သွားရင်အဲ့ဒီလေယာတွေဒေတာတွေအလုံးကိုသိမ်းယူပြီးတော့မှပင်ဂါလီဧရိယာချက်လွှင့်နေတာဖြစ်ပါတယ်။နံပါတ်3ကတော့လူညွေးတပ်ဖွဲ့ဝင်တွေကလက်တော့ပြန်ရဒေါသတရားဆောင်ရွက်လာအောင် trap လုပ်ထားတာဖြစ်ပါတယ်။အခုခါမှာတက်တီလူညွေးဝင်ရောက်နေရယူပြီးတော့မှထွက်ပြေးနေရတဲ့တိုင်းရင်းသားတွေမိမိတို့ရဲ့ဘူရင်တရားတွေကိုပြန်လည်ပြီးတော့မှနေထိုင်ပြီးတိလို့ဝင်ရက်နေထိုင်ပြီးဆိုတာတိရလို့ဝင်တာပါတယ်။ဒါပေမဲ့သူတို့ကိုစင်စဲမပြတ်မဆောက်ရှောက်ဘူးဆိုရင်တော့ကြားငစင်းလေးရဲ့လက်ထက်မှာ တိုင်းသားတွေရဲ့ဘဝကိုကျွန်တော်တို့စည်ရအောင်မှာပဲဖြစ်ပါတယ်။ပင်ကလေးတွေရဲ့ရခိုင်ဒေသကိုအခွင့်အရေးလိုချင်တဲ့ခါမှာသူတို့နဲ့ဘာသာသူတွေရဲ့အားပြင်သူတို့ရဲ့မကင်းရမကင်းကြောင်းအဖွဲ့အစည်းတွေမီဒီယာတွေအားနဲ့ရေရှည်စီမံရေးဆောင်ရွက်နေတာဖြစ်ပါတယ်။ဒါကိုကာကွယ်ဖို့အတွက်ပြဿနာတကာမှာဆောင်ရွက်တဲ့ဘုဘနဲ့တနိုင်ငံလုံးအတိုင်းအတာပါဝင်တဲ့ရခိုင်ဒေသတည်ငြိမ်အေဂျင်စီကိုလေးစားဆောင်ရွက်တင်ပြီဆိုတာကိုတင်ပြလိုပါတယ်။ဒီကိစ္စအားဖြင့်နံပါတ်၁အပြည့်ပြည့်သေးတဲ့နိုင်ငံခြံစည်းကိုပြည်သက်ကာယံပြီးတော့မှလုံခြုံစွာဆောက်ရှောက်ဖို့ နမနဲ့မျိုးစောဥပဒေများနဲ့လူ့ရည်တူပါမှုထင်းချင်းဆိုင်ရာကျမ်းမိုက်စကြောင်းမှုဥပဒေကိုရခိုင်ဒေသမှာကျင့်သုံးမှုနံပါတ်3 rule of law counter for ဖို့နံပါတ်4 62ခုနဲ့နိုင်ငံသားဥပဒေနဲ့ကြီးဘင်္ဂါလီတွေကိုစစ်ဆေးဖို့နံပါတ်5တပ်မတော်တွေနဲ့လိမ္မာပန်းနတ်စွာဥပဒေနဲ့ကြီးဆောင်ဖို့ဆောင်ရွက်ဖို့နံပါတ်6ရခိုင်ဒေသတည်ငြိမ်အင်းချမ်းရေးတဲ့ဖွံ့ဖြိုးရေးကိုပုံပြပြပြဆောင်ရွက်ဆောင်ရွက်ဖို့စတဲ့အချက်တွေကိုနိုင်ငံတော်အစိုးရအနေနဲ့အကောင့်ထဲပေါ်ဆောင်ရွက်တဲ့မှာကြောင်းတိုက်တွန်းရင်းနဲ့ဒေါက်ကင်စောဘေးရဲ့အဆိုကိုထောက်ခံတင်ပြရပါတယ်ခင်ဗျာကျေးဇူးတင်ပါတယ်